မင်္ဂလာပါရှင်။ MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ကျွန်မတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်။မင်္ဂလာပါကို။ Okay မင်္ဂလာပါညီမ။အခုဆွေးနွေးချင်တဲ့အပိုင်းကတော့မြေငလင်းဝန်တက်ရောက်မှုအားပုံမခံခံမှုအတွက် Omega O ထည့်သွင်းတွက်ချက်ချင်း seismic load effect including overstrength factor အကြောင်းမှာဒီ overstrength factor ကိုထည့်သွင်းဖို့ဘယ်လိုဆုံးဖြတ်ပြီးတွေ့ချက်ရတယ်လဲရှင်။သတ်မှတ်ထားတဲ့ design အခြေအနေတွေမှာ omega o ကိုထည့်သွင်းတွေ့ထက်ဖို့လိုအပ်လာရင်အဲ့ဒီ von တက်ရောက်မှု pm ကိုညီမြချင်းနှစ်ခုနဲ့ဆုံးဖြတ်ရမယ်။ညီမြချင်း3.4တိတ်ချပ်။ပုံမှန်ခွဲ3.2တိတ်တမနေနေမိုင်း von ပေါင်းစပ်မှုငါဒါမှမဟုတ်3နှစ်တက်3တက်ဘုံပေါင်းဆက်မှု9နဲ့6တော့မှာ3ဖို့အတွက် E ကို EM နဲ့ညီမျှတယ်လို့ယူဆပြီးအောက်ပါအတိုင်းတွက်ချက်မှာညီမညီမချင်း3 4 3 0မခွဲ3212ဝန်ပေါင်းဆက်မှုခုံဒါမှမဟုတ်3 2 3တသမတဲ့ဝန်ပေါင်းဆက်မှု၈တို့မှာ3ဟုတ်တဲ့ E ကို EM နဲ့ညီမျှတယ်လို့ယူဆပြီးတွက်ချက်ရမှာညီမညီမချင်း EM EMH နဲ့ EV တို့ရဲ့အသေးပေတွေကဘာတွေလဲကို EM ဆိုတာက over strength factor omega o power နဲ့မြင်းကလေးရင်ဝန်တက်ရောက်မှုကိုပြောတာပါ EMA ဆိုတာကတော့ပုံမှန်ခွဲ3443တိမှာတတ်မှတ်ထားတဲ့အတိုင်းဖွင့်စည်းမှုရဲ့ structural over strength အပါဝင် အလျားလိုက်မြင်းကလေးအားများရဲ့တက်ရောက်မှုဖြစ်တဲ့ EV ကတော့ပုံမှန်ခွဲ3443နတ်နတ်တက်မှတ်ထားပြီးသား down light မြင်းကလေးဝန်တက်ရောက်မှုပဲညီမအကို over strength factor ပါဝင်တဲ့အလျားလိုက်မြင်းကလေးရင်ဝန်တက်ရောက်မှု EMH ကိုတွက်ချက်တဲ့ညီမချင်းနဲ့အတဲ့ပဲဖွင့်ဆိုချက်တွေကိုရှင်းပြပေးပါအောင်ကို Overstrength factor ပါဝင်တဲ့အလျားလိုက်မြင်ကလေးဝင်တက်ရောက်မှု EMH ကိုတွက်ချက်ဖို့ညီမချင်းတုံး၄၈အုံဖြူရပါတယ်ဒီနေရာမှာ QE ဆိုတာကမြင်ကလေးအခြေခံဖြားအား V ကနေဖြစ်ပေါ်လာတဲ့အလျားလိုက်မြင်ကလေးအားရရဲ့တက်ရောက်မှုတွေကိုပုံမှန်3.8မှ8.8ပါမှာသတ်မှတ်ထားတဲ့အတိုင်းတွက်ချက်ရပါမယ်3ပြရမှာကတော့ပုံမှန်3.8 5နဲ့ 3.4တသုံးတသမာ4 5 4ဘူးအဲ့လိုက်ရင်ဒီ QE တက်ရောက်မှုတွေကိုတောင်းမှန်ကြတဲ့အရက်နှစ်ဖက်စလုံးမှာကြပြိုင်နဲ့တက်ရောက်တဲ့အလျားလိုက်အားတွေကိုအသုံးပြုပြီးတွက်ချက်ရပါမယ် EMH ရဲ့တန်ဖိုးအတက်ချွင်းချက်ရှိသလားကိုချွင်းချက်တခုရှိပါတယ် EMH ရဲ့တန်ဖိုးဟာလက်တွေ့ကျတဲ့ PC ခိုင်ခံ့မှုရဲ့မျိုးမှန်းတန်ဖိုးတွေကိုအသုံးပြုပြီးပြုလုပ်ထားတဲ့ plastic mechanism analysis ဒါမှမဟုတ် non-linear response analysis ဖြင့်ဆုံးဖြတ်ထားတဲ့အတိုင်းအဆောက်အုံအစိတ်အပိုင်းမှာဖြစ်ပေါ်နိုင်တဲ့အမြင့်ဆုံးအင်အားထက်မကျော်လွန်ရဘူးညီမ over strength factor ပါဝင်တဲ့ဝန်ပေါင်းစမှုတွေကိုလည်းသိချင်ပါရှင့်၃လေး၃ဒသမ2 strength design အတွက်ဝန်ပေါင်းစမှုတွေကိုဘယ်လိုသတ်မှတ်ထားတယ်လဲအခု over strength factor ပါဝင်တဲ့မြင်းကလေးဝင်တယောက်မှု EM ကိုတခြားဝန်တွေနဲ့ဘယ်လိုပေါင်းစပ်ပြီးတွဲချက်ရမယ်ဆိုတာကိုသတ်မှတ်ပေးထားတာပါ strength design အတွက်အဓိကပေါင်းစမှု9နဲ့ခွန်ဆိုပြီး ေါင်းဆက်မှုနှစ်ခုရှိပါတယ်ပေါင်းဆက်မှုငားမှာပါတဲ့အသက်ရှင်နေတော့ဝုံအတွက်မှတ်ချက်တွေရှိလားကိုမှတ်ချက်တိအရာ L အတွက်ဝုံကိုတုံညာကတော့မှငားထားဖို့ခွင့်ပြုထားပါတယ်ဒါပေမဲ့ဒီလို short ချခွင့်ရဖို့အတွက်အခြေအနေတွေကတော့ဂိုးတောင်တွေဒါမှမဟုတ်လူလူစုဝေးရနေရာတွေမထည့်ရပါဘူး table 3.2.2မှာ LO ဟာ TRPSF ထက်နည်းတဲ့နေရာဒါမှမဟုတ်ညီမြတဲ့နေရာအလုံးအတွက်ပဲဒီတုံညာကတမဟာကိုတုံးခွင့်ရှိတယ် ပေါင်းစပ်မှုခွန်မာပါတဲ့ H နဲ့ပတ်သက်တဲ့မှတ်ချက်ကရောဘာကိုတည်ထားမှာလဲရှင်။မှတ်ချက်နှစ်အရမြေစည်းလွှာဖီအားကြောင့်ဖြစ်ပေါ်လာတဲ့အဆောက်အဦအနေထားဟာဤကြောင့်ဖြစ်ပေါ်လာတဲ့အနေထားနဲ့ဆင့်ကျင်ဘက်ဖြစ်နေမယ်ဆိုရင်ပေါင်းစပ်မှုခွန်မာပါတဲ့ H ရဝန်ကိုတုံ့ညတ်ထားရမယ်။အလျားလိုက်မြေစည်းလွှာဖီအားဟာတခြားအားတွေကြောင့်ဖြစ်ပေါ်လာတဲ့အဆောက်အဦအနေထားကိုတွန်းလန့်ခုခံနိုင်တဲ့အနေထားမှာရှိနေတဲ့အခါအဲ့ဒီ PR ကို H ထဲမှာထည့်သွင်းမထားဘဲ design resistant မှာထည့်သွင်းပြီးတွက်ချက်ရမယ်။ဒီအပိုင်းမှာခွင့်ပြုနိုင်သော design အတွက်အခြေခံပေါင်းစပ်မှုများ basic combinations for allowable stress design လေးတွေ့ရတယ်။အပိုင်း3.4တတမ4မှ3.3မှာ overstrap factor ပါဝင်တဲ့ဝင်ပေါင်းစပ်မှုတွေအတွက် allowable stress design တိုးမြှင့်ခြင်းကိုဘယ်လိုသတ်မှတ်ထားပါသလဲရှင်။ ဒီအပိုင်းမှာသတ်မှတ်ထားတဲ့ငလင်ဝင်တယောက်မှုကို3ပြထမ2ပြထမ3ဝင်ပေါင်းဆက်မှု96ဒါမှမဟုတ်8တို့မှာအသုံးပြုလေခါ allowable stresses ဒီကို1တထမ2ခင်တုံးမြင့်၍ဆုံးဖြတ်ရန်ခွင့်ပြုထားပါတယ်ဒီလို allowable stresses တုံးမြင့်ခြင်းကိုတခြားတုံးမြင့်ခြင်းတွေနဲ့ပေါင်းဆက်သုံးဆွဲလို့ရသလားရှင်မရပါဘူးဒီလို1တထမ2ဆက်တုံးမြင့်ခြင်းကို e sanung ဒါမှမဟုတ်ဖြစ်စည်းဆိုင်ရာကိုးကားစာရွက်စာတမ်းမင်း material reference document တွေက ခွင့်ပြုထားတဲ့အခြားသော allowable stresses တုံးမိမှုများဒါမှမဟုတ်ဝင်ပေါင်းစပ်မှု short ချမှုများ load combination reductions နဲ့တော့လုံးဝပေါင်းစပ်လို့မရပါဘူးချွင်းကြံအနေနဲ့ AFMPA NDS ASCE 7.5ကိုကိုးကားထားတဲ့ဝင်တက်ရောက်မှုကြာချိန်တိုးမြင့်မှုများနဲ့တော့ပေါင်းဆက်ခွင့်ရှိပါတယ်လို့ပြဋ္ဌာန်းထားပါတယ်ညီမ၃တတမ၄ လေးရဲ့ငလျင်ဒီဇိုင်းအမျိုးအစား DE နဲ့ F အတွက်အလျားလိုက် cantilever structural components အတွက် minimum effort force ကိုရှင်းထားပေးပါအောင်ရှင်ဒီစီမင်းကငလျင်တန်ပင်ထန်တဲ့ SDC DE ဒါမှမဟုတ် F offset တတ်မှတ်ထားတဲ့အဆောက်အဦတွေအတွက်အရေးကြီးပါတယ်အလျားလိုက် cantilever တိဆောက်ပုံအစိပ်ပိုင်းတွေကိုဒီဇိုင်းဆွဲတဲ့အခါ အပိုင်3.4လီလီဒီမှာပါတဲ့သက်ဆိုင်ရာဝန်ပေါင်းစပ်မှုတွေအပြင်နောက်ထပ် minimum net upward force တခုအတွက်ပါထပ်ပြီးဒီဇိုင်းပြုလုပ်ရပါမယ်အဲ့ဒီ minimum net upward force ကတော့ dead low ရဲ့0.2ဇာနဲ့ဒီဇိုင်းပြုလုပ်ရပါမယ်ညီမ အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မိကအကူကိုရောအစီအစဉ်ကို ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရနားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှာလဲ MNBC 2025အပိုင်း3ရက်အခန်းခွဲ3.4ရက်ကြန့်ရှိသောစိတ်ဝင်စားခွင့်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ် အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။